ကျွန်တော်နာမည်ကတော့ဒါရီဆန်ချွေမုံပါအဲတရုတ်ဆောင်နေတော့အောင်လင်ပေါ့အခုခေတ်တော့ဗာရုံဝင်ရတာပေါ့ဟောကျွန်တော်အသက်90ရှိပြီပေါ့ဟောရုပ်ရှင်လုံးကတက်တန်း1958ခုပါဆိုတော့နေပေါင်း60နှစ်လောက်ရှိပါပြီဒါအပြင်ကျွန်တော်ကအသက်30လောက်တည်းကမြန်မာနိုင်ငံရုပ်ရှင်စီးပွားရေးပတ်သက်လို့လုပ်ရတဲ့ပါခဲ့တဲ့အတွက်ကျွန်တော်ကိုဆရာဘူးလေးတယောက်တို့အမတော်မင်းမခင်တို့လိုပဲ ကျွန်တော်ကိုလည်းဟုတ်လားရုပ်ရှင်တစ်ဆက်သာထာဝရဆုဆိုတော့ပေးပေးထားတာရှိပါတယ်ခင်ဗျာဆရာမကြီးကတော့ဟိုနည်းနည်းတော့ယူရင်းလာတော့အသက်90ဆိုတော့ဟောကောင်းတဲ့ကကောင်းလိုက်နည်းနည်းနှင်းတယ်ကနှင်းလိုက်ပေါ့ဒါတော့ပါပဲဟာကြောက်ဒီမှာ MS Mary Remover နန်ဆိုးများကိုဖယ်ရှားဖို့အဲမန်းကိုသာဆောင်းထားစို့ကျွန်တော်နာမည်ကတော့ဒါရိုက်တာဆန်ချွေမောင်ပါအဲတရုတ်ဆောင်နေနဲ့အောင်လွင်ပေါ့အခုခေတ်တော့ပါရုံခေါ်ရတာပေါ့ကျွန်တော်ကရုပ်ရှင်စီးရုံမှာနာရကဆိုတော့အသက်လည်း90ရှိပါပြီအတို့ချုပ်ကတော့ကျွန်တော်မြန်မာရုပ်ရှင်1920ခုနှစ်ကစခဲ့ပါတယ် ့20ခုနှစ်ကစားခဲ့တယ်ဆိုတော့20ခုနှစ်မှာမှကျွန်တော်တို့ပထမအဦးဆုံးဇာကားကမေတ္တာနဲ့သူရာဆိုပြီးတော့နော် love and laker ဆိုပြီးတော့စားခဲ့ပါတယ်အဲ့ဒီဆရာကြီးတွေလို့ရှင်ဘခင်ကြီးတွေဇာကားကိုကျွန်တော်တို့1920အောက်တိုဘာလ23ရက်နေ့မှာစားပြီးတော့ရုံတော်တင်ကြတင်ပြတဲ့မတန်းလေးနဲ့ပိုစတာလေးရှိနေတဲ့အတွက် အဲ့ဒီရက်ကိုကျွန်တော်တို့ကမြမရုပ်ရှင်နေလို့သတ်မှတ်ကြပါတယ်အဲ့ခါကျလို့ရှိရင်ဒီလိုကျွန်တော်ထင်တယ်ဒီလိုကတော့လာတဲ့တကြီးပူတော်ဘက်နေနဲ့ကတော့လာခဲ့တဲ့ဟာလဲအနှစ်ပေါင်း60နဲ့8 69ရောက်ခဲ့ပါပြီချိန်မှများစွာပဲအဲ့ဒီမှာအဓိကပါလဲဆိုတော့ရုပ်ရှင်တသမ်းမှာအနည်းဆုံးအနှစ်30ရှိရပါမယ်နောက်ပြီးတော့ရုပ်ရှင် လုပ်ရင်းနဲ့အသက်ကြီးတာဘယ်လောက်ရှိရမလဲဆိုတော့အနည်းဆုံးအသက်80ရှိမှပဲကျွန်တော်တို့အသက်ကြီးပူဇော်ပွဲမှာတရားဝင်ပါတယ်အဲဒီခါကျတော့ဒီနေ့ဒီရက်မှာကျွန်တော်တို့ကဒီနေ့ဒီရက်မှာကျွန်တော်တို့ကပေါ့ဟိုတကြီးအားဖြင့်တစ်နှစ်20နှစ်တိုင်းမှာတချို့သောတကြီးများလည်းကွယ်လွန်သွားကြပါတယ် ။တချို့သောအသက်မပြည့်တဲ့လူတွေဒီနေ့မှကျမှအသက်ပြည့်လာတယ်။ဟောဒီနေ့မှမှကြည့်ရတာအသက်၃တကြီးဥတော်ပဲကရော့ခံတိုက်တဲ့လူစရင်ပေါ့နော်စီးနဲ့ကန်းနဲ့ပြည့်တဲ့လူကတရားနဲ့၃၀လေးယောက်ရှိပါတယ်။ဒီနေ့ကြလို့ဖြင့်ကျွန်တော်တို့ကဘာလုပ်လဲဆိုတော့တကြီးဥတော်ပဲများကိုယူသေးသေးကရော့ရပါတယ်။ဟောမျိုးဆက်တစ်တည်းကလာကရော့တယ်။ငွေကြီးတွေလူကြတယ်။နောက်ပြီးတော့ တနိုင်တဲ့အပြင်ကစီးပွားရေးလုပ်ငန်းနဲ့စီးပွားရေးလုပ်ငန်းရှင်တွေကလည်းမေတ္တာနဲ့လှူကြပါတယ်ဒါအပြင်ကိုတန်ရင်းမြန်မာဆေးတွေကလည်းဒီအသက်ကြီးများအသုံးအဝရစားကစားဟာနာရှူဆေးကစားနှလုံးဆေးကစားအကုန်လုံးလှူကြတဲ့အတွက်ကျွန်တော်တို့ဒီနေ့နေရာမှာတော့ပေါ်ပါပါရှိပါလေဒါအပြင်ကိုကျွန်တော်တို့ကလောကသားနဲ့တားငယ်သမီးငယ်တွေအကုန်လုံးဒီနေ့ကတော်တော်ထူးကြတယ် မင်းသားမင်းသမီးအငယ်တွေကပတ်စံတော်တော်လို့လူရပါတယ်နော်ဒါအပြင်ကျွန်တော်တို့ကသတုဒီသားအနေနဲ့စေနာရှင်တွေကဘုဒ္ဓလေးတွေပေါ့တဲလေးတွေမိုးထီလေးတွေမိုးပြီးတော့မွေးကကျွေးတဲ့လူကျွေးမိုးလဲဆောင်ကျွေးတဲ့လူကျွေးဘုန်းတော်ခေါက်ဆွဲကျွေးတဲ့လူကျွေးအဲ့လိုဟာလေမနှဲပါဘူးအဲဥယေအဖြစ်ဒီနေရာမှာဆန့်တော်မဆန့်ဘူးအဲ့လိုကျွေးတဲ့လူတွေကသတုဒီသားပွဲက90လောက်ရှိပါဒါကိုလည်း ရှင်သာရှင်နေရလို့ကြွေးပါတယ်ဒါအဲ့တော့အထူးကျူအဖြစ်ကတော့အမြန်မာရုပ်ရှင်ဒီကျန်းနေတွေအဆက်နေပြီးတော့တကြီးပူတော်ပဲရှိနေဦးမယ်လို့ကျွန်တော်တို့ယုံကြည်ပါတယ်ဒါပါပဲဟောကျွန်တော်အသက်60ရှိပြီပေါ့ရုပ်ရှင်လုံးကတန်းထောင်58ခုပါဆိုတော့နေပေါင်း60ရှစ်ရှင်နေလောက်ရှိပါပြီဒါအပြင်ကျွန်တော်ကအသက်30လောက်တည်းကမြန်မာနိုင်ငံရုပ်ရှင်စီးရုံးနဲ့ပတ်သက်လို့ လောက်ရတဲ့ပါခဲ့တဲ့အတွက်ကျွန်တော်ကိုဆရာဘူးလေးတယောက်တို့အမတော်မင်းမခင်တို့လိုပဲကျွန်တော်ကိုလည်းဟုတ်လားရုပ်ရှင်တစ်ဆက်သာထာဝရဆုဆိုတော့ပေးပေးထားတာရှိပါတယ်ခင်ဗျာဟုတ်ပြပါတော့ပါပဲဆရာမကြီးကတော့ဟိုနည်းနည်းတော့ယူရွေးလာတော့အသက်90ဆိုတော့ဟောကောင်းတဲ့ကကောင်းလိုက်နည်းနည်းနှင်းတယ်ကနှင်းလိုက်ပါတော့ပါပဲအခုတတိတော့ရုပ်ရှင်စီးအောင်ကို ဒီနေ့မှမပြတ်ဟောအထူးသဖြင့်ကျွန်တော်တို့ကမတမ်းမရအနေနဲ့ရုပ်ရှင်ပြတိုက်ဆိုတာရှိတယ်စနေတလင်းကနေလည်းဖွင့်ပါတယ်ရုပ်ငယ်တွေမှာဖွင့်ပါတယ်အဲ့ဒီရက်တွေမှာလည်းကျွန်တော်မပြတ်မပြတ်မကွက် လာပြအောင်လာနေပါတယ်အဲဘယ်သူမှမဆိုလာရောက်လေ့လာလို့ရပါတယ်လို့နော်ဟုတ်ပါပါ